မင်္ဂလာပါသီရောဂျီတလုဆာရဲ့ morning devotion အစီအစဉ်ကနေကြိုဆိုပါရစေလူတို့ကြံစီ၍မမိနိုင်တဲ့ဖျားသခင်ထံကငြိမ်သက်ခြင်းနဲ့ပြည့်စုံကြပါစေခဏလောက်ဆူတောင်းပြီးတော့စပြုကြရအောင်ကောင်းငင်မြေကြီးဆက်ကြဝလာအလုံးစုံကိုဖန်ဆင်းတော်မူသောအရှင်ဘာဖျားရရှင်ကိုရတိုင်းလမ်းညွန်ပြတာတော်မူပါကိုရရှင် ကိုရတိုင်းခွန်အားနဲ့ဖြည့်လျက်ဤနေ့ရက်ဒီလေရရှင်ဘုံတော်အဖို့လုံးကအသက်ရှင်ရသောနေ့ရက်ဖြစ်စေဖို့ ပြုပြင်ဖန်ဆင်းပေးသနာတော်မူပါခြေစူးတင်းလေးတပါးတော်တော်သခင်ယေရှုနာမနဲ့အစာပြုပါရပါဗျာအာမင်ဒီနေ့တော့ကောလသဲဩဝါဒစာခန်းကြီး1အငယ်17ကိုနှလုံးသွင်းဆင်ခြင်ကြမှာဖြစ်ပါတယ်ကောလသဲဩဝါဒစာခန်းကြီး1အငယ်17ဆုတောင်းသော အချက်ဟုမူကားတင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်ဟူသောအတီကိုတည်ခြင်း ဖယားသခင်ကိုတည်တော်ညံတိုးပွားခြင်းရှိသဖြင့်၎င်းဝမ်းမြောက်သောစိတ်နှင့်အရာရာ၌တည်ခံခြင်းစိတ်ရှိခြင်းအလိုငါဘုံကြီးသောတကူတော်အတိုင်းခွန်အားနှင့်ပြည့်စုံသဖြင့်၎င်းခမည်းတော်ဖယား၏ကျေးဇူးတော်ကိုချီးမွမ်းလျက်သခင်ဖယားနှင့်ထိုက်လျောက်စွာကျင့်၍အရာရာ၌နှစ်သက်တော်မူစေခြင်းငါပညာအမျိုးမျိုးဓမ္မဉာဏ်အမျိုးမျိုးအပြည့်အလိုတော်ကိုအကုန်အစင် နားလေပါမိအကြောင်းဆုတောင်းပတ္ထနာပြု၏ဖတ်ရှုတော်တဲ့တမန်ကျမ်းစာအပြင်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်ပေါ်မှာရှိပါစေဒီနေ့ဖတ်ရှုတော်တဲ့ကျမ်းပိုက်ကတော့တမန်တော်ကြီးရှင်ပေါလုကကော်လောသဲမြို့မှာရှိတဲ့အသင်းသူအသင်းသားတွေအတွက်ဆုတောင်းပေးထားတဲ့ဆုတောင်းချက်တွေဖြစ်ပါတယ်ဒီဆုတောင်းချက်တွေအထက်မှာဒီကနေ့အတွက်အထူးစင်ကျင်သတိထားမိတဲ့အချက်ကတော့ဝမ်းမြောက်သောစိတ်နှင့်အယားယာ၌တီးခံခြင်း စိတ်ရှည်ခြင်းအလုံငါဆိုတဲ့အချက်ဖြစ်ပါတယ်။ဝမ်းမြောက်သောစိတ်နှင့်အယားယာ၌တည်ခံခြင်းစိတ်ရှည်ခြင်းအလုံငါတမန်တော်ကြီးရှင်ဘောလူကကောလောသဲမြို့သားတွေဝမ်းမြောက်တဲ့စိတ်နဲ့အယားယာမှတည်ခံခြင်းရှိဖို့စိတ်ရှည်ခြင်းရှိဖို့ရန်အတွက်ဆုတောင်းပေးခဲ့ပါတယ်။ယုံကြည်သူဖရာသားသမီးတွေက ဝမ်းမြောက်တဲ့စိတ်နဲ့အယားယာမှတည်ခံတတ်သူတွေဖြစ်ဖို့စိတ်ရှည်တတ်သူတွေဖြစ်ဖို့လိုကြောင်းနားလည်မိပါတယ် အဲ့ဒီလိုဖြစ်ဖို့လိုတဲ့အတွက်ကြောင့်လေတမန်တော်ကြီးရှင်ပေါလုကတေချာဆူတောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အရင်ဆုံးတေချာနှလုံးသွင်းမှတ်သားစေခြင်းတဲ့အရာကတော့ဝမ်းမြောက်တဲ့စိတ်နဲ့အရာရာမှာတီးခံသူဖြစ်ဖို့ဘုရားသခင်အလိုရှိတယ်။ဝမ်းမြောက်တဲ့စိတ်နဲ့အရာရာမှာတီးခံတတ်တော်သူ ဖြစ်ဖို့ဘုရားသခင်အလိုရှိတယ်။ဒီနေရာမှာထူးခြားချက်တစ်ခုလိုမြင်မိတဲ့အရာကတော့ ဝမ်းမြောက်သောစိတ်နှင်းဆိုတဲ့အချက်ဖြစ်ပါတယ်။တီးခံပါလို့ပြောတဲ့အခါမှာအာမတန်မန်လျှော့လိုက်ရတဲ့သဘောမျိုးအချိန်ကောင်းမရောက်သေးလို့တီးခံပါအောင်ဆိုတဲ့သဘောမျိုးပြောနေခြင်းမဟုတ်ပဲဝမ်းမြောက်တဲ့စိတ်နဲ့တီးခံနိုင်ဖို့ဆူတောင်းပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒုတိယအနေနဲ့တေချာနှလုံးသွင်းမှတ်သားစေခြင်းတဲ့အရာကတော့တီးခံဖို့ကိုဖျားသခင်လိုရှိတယ်။အဲဒီလိုတီးခံနေဆိုတဲ့အခါမှာလဲ ဝမ်းမြောက်တဲ့စိတ်နဲ့တီးခံဖို့ကိုအလိုတော်ရှိတာဖြစ်တယ်။အာမတန်မန်ရှော့တဲ့စိတ်နဲ့တီးခံတယ်ဆိုတော့ကတော့ထမင်းဝယ်စားစရာပတ်စံမရှိလို့ဗိုက်စာနေတာကို အောင်အီးပြီးတီးခံရသလိုမျိုးဖြစ်ပါတယ်။ဝမ်းမြောက်တဲ့စိတ်နဲ့တီးခံတယ်ဆိုတာကြတော့တိမ်တောင်းချီတဲ့ထီကိုပေါက်ထားလို့အယံပျော်ရှင်နေတဲ့သူတယောက်ကထမင်းတစ်နက်လောက်မစားရတာကိုတီးခံနိုင်ခြင်းမျိုးဖြစ်ပါတယ်။ ဖယားသားသမီးတယောက်တီးခန့်ဆေးရှည်ရမယ်လို့ပြောတဲ့အခါကြောက်လို့တီးခန့်ခိုင်းနေတာမဟုတ်ဘူးမတက်နိုင်လို့တီးခန့်ခိုင်းနေတာမဟုတ်ပဲနဲ့ဖယားသခင်၌စိတ်ချပျော်ရွှင်ဝမ်းမြောက်ပြီးတီးခန့်ကြဖို့ဖြစ်ပါတယ်တီးခန့်နေဆိုတာကတော့အဖိတန်အရာအထိပယ်မှာချုပ်တီးသည်ကြံ့ကြံ့ခံသည်ဆိုတဲ့အထိပယ်ရှိပါတယ်တီးခန့်နေဆိုတာ ချုပ်တီးခြင်းကြံ့ကြံ့ခံခြင်းဖြစ်ပါတယ် ချုပ်တီးတယ်လို့ပြောတဲ့အခါမှာတော့လှုပ်ချင်တာကိုမလှုပ်ဘဲနေတာလို့နားလည်မိပါတယ်။လောကထဲမှာနေတဲ့အခါตายาမှုအမျိုးမျိုးနောက်အပျော်အမျိုးမျိုးနောက်လိုက်ပါမိကျင်စရာတွေရှိပါတယ်လှုပ်ချင်ပေမဲ့လဲချုပ်တီးထားရတဲ့အခါတွေရှိပါတယ်ဖယားသားသမီးတယောက်နေနေဒီလိုချုပ်တီးရတယ်ဆိုတဲ့အခါမှာလဲလှုပ်ချင်ပေမဲ့မကောင်းတတ်လို့ချုပ်တီးထားရတယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ချုပ်တီးဖို့မဟုတ်ပါဘူး ဒါထက်အစပေါင်းများစွာတာလွန်နဲ့တာယာမှုမျိုးပျော်ရွှင်မှုမျိုးကို အရှိမအဖဖျားသခင်ပြင်ဆင်ပေးထားတာကိုသိပြီးဝမ်းမြောက်တဲ့စိတ်နဲ့အခုရမယ်အသေးအမွှားတာယာမှုကိုရှောင်လိုက်တဲ့သဘောမျိုးချုပ်တီးစေချင်တာဖြစ်ပါတယ်။ပြီးတဲ့အခါအသီးခံခြင်းရဲ့အဓိပ္ပာယ်နောက်တစ်ခုဖြစ်တဲ့ကြံ့ကြံ့ခံခြင်းကတော့ကိုယ်ကိုထိခိုက်လာတဲ့အရာတွေမှာပြိုလဲမသွားဘဲခိုင်ခိုင်မာမာယက်တည်နိုင်တဲ့သဘောဖြစ်ပါတယ်။ကြံ့ကြံ့ခံတယ်ဆိုတဲ့အခါ ကိုယ့်အပေါ်ထိခိုက်လာထိုးနှက်လာတဲ့အရာတွေမှာပြိုလဲမသွားပဲခိုင်ခိုင်မာမာယက်တည်နိုင်တဲ့သဘောဖြစ်ပါတယ်။ကျွန်တော်လောကထဲမှာတော့ထိုးနှက်မှုအမျိုးမျိုးတိုက်ခိုက်မှုအမျိုးမျိုးကြုံတွေ့ရမှာပါပဲ။ဘလောက်ပြင်းထန်တဲ့ထိုးနှက်တိုက်ခိုက်မှုနဲ့ကြုံကြုံဝမ်းမြောက်တဲ့စိတ်နဲ့ကြံကြံခံတောင်းခံထားဖို့ဘုရားသခင် အလိုရှိပါတယ်။မတက်တာလို့အောင်ဤတောင်းခံနေရတာမျိုးမဟုတ်ပဲသခင်ယေရှု ခရစ်တော်အားဖြင့်ရရှိထားတဲ့အောင်မြင်ခြင်းကိုသိရှိပြီး ဝမ်းမြောက်ခြင်းနဲ့ကြံကြံခံတောင်းခံပြီးကြော်လွှားဖို့ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့အတွက်ဆင်ញင်မိတာကိုနှစ်ချုပ်ရမယ်ဆိုရင်တော့ဖရာသားသမီးတူဦးအနေနဲ့တီးခံဆေးရှိခြင်းရှိဖို့လိုတယ်။ဒီလိုတီးခံဆေးရှိတယ်ဆိုတဲ့အခါမှာဝမ်းမြောက်သောစိတ်နဲ့တီးခံဆေးရှိဖို့ဖြစ်တယ်။ဝမ်းမြောက်သောစိတ်နဲ့တီးခံဆေးရှိတယ်ဆိုတဲ့အခါမတက်တာလို့မလုတ်ပဲချုပ်တီးတာမျိုးငြိမ်ခံလိုက်ရတာမျိုးမဟုတ်ပဲအဖဖရာသခင်က ပို့ပြီးကောင်းတဲ့အရာတွေကိုပြင်ဆင်ပေးထားတာကိုသိလို့ဖဖျားသခင်ကအောင်မြင်ခြင်းကိုပြင်ဆင်ပေးထားပြီးကြောင်းသိလို့ယုံကြည်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ကြံကြံခံ ချုပ်တီးကြဖို့ရန်ဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ပေးတဲ့ခွန်အားနဲ့ဝမ်းမြောက်တည်ခံဆေရှင်နိုင်သူများဖြစ်ကြပါစေ။ခနာလောက်ဆုတောင်းရအောင်။အဖဖျားသခင်ယေရှုတင်နဲ့ခရစ်ရှင်နှုတ်ကပတ်တော်အတွက်ယေရှုတင်နဲ့တကယ်ပဲခရစ်ရှင်အလိုတော်ရှိသည့်အတိုင်း ဝမ်းမြောက်သောစိတ်နဲ့တီးခံဆေးရှည်တတ်သောသူ ဖြစ်ဖို့ရန်တိုး၍ကရရှင်ကောင်းမြတ်ခြင်းများကိုနှလုံးသားထဲ၌ပေါ်ပြတော်မူပါတိုး၍ကရရှင်အကြံစီတော်တို့ကို နားလည်နိုင်သောဉာဏ်နှင့်ပြည့်စုံတော်မူပါကရရှင်ထားရှိသောပန်းတုံးတန်ကိုမြင်တတ်သောသဘောကိုပေးပါတကယ်ပဲကိုရရှင်ကောင်းမြတ်ကြောင်းကိုသိလေဝမ်းမြောက်သောစိတ်နဲ့ကိုရရှင်အလိုတော်ရှိသည့်အတိုင်းဝမ်းမြောက် ဝမ်းမြောက်သောစိတ်နဲ့တည်ခံနိုင်သောသူဖြစ်စီတော်မူပါဖပါရသခင်ခရစ်ရှင်လက်တော်ထဲသို့အနံ့ပါれယေရှုတင်တဲ့အဖယေရှုရဲ့ချီးမွမ်းတဲ့တပါးတော်တော်သခင်ရှင်နာမနဲ့ဆုတောင်းစကားအနံ့ပါれဖပါရသခင်အာမင်